မင်္ဂလာပါဒီနေ့မိတ်ဆွေတို့မိတ်ဆက်ပေးချင်တာကတော့ home studio အတွက်အသုံးတည်တဲ့ software လေးရတည်တည်လေးပဲပေါ့ပေါ့ပါပါလေးဒါပေမဲ့အတန်တော့ကတော့အခုကြားတဲ့အတိုင်းပါပဲတော်တော်လေးလှတယ်လမ်းတယ် Yamaha ဆိုတော့ပူလှတာပေါ့နော် Yamaha C7 သူ့မှာ Yamaha C7 Steinway D Bestain Upright Workstation လေးမျိုးပါပါတယ်အဲ့လေးမျိုးမှာစိတ်ကြိုက်ပြန်ချိန်ကြည့်လို့ရတယ်ကာလာတွေပြောင်းသွားမှာပေါ့နော်ဒီလေးမျိုးပဲကာလာလေးနေနေနေချိန်သွားမယ် နောက်ဒီမှာ clack 6ဆိုပြီးတော့ဒီမှာ color လေးတွေကိုချိန်ညှိပေးတဲ့ origin တွေဟာတွေပေါ့မဟတ် soft မဟတ်ဆိုရင်ဒါ rock grand 1 grand 2အများကြီးထပ်ပြီးတော့ပါတယ်နောက် atmos ဆိုပြီးပါတယ်နောက် effect တွေ effect တွေပေါ့နော် effect တွေပုံစံပြောင်းလို့ရတယ်60 benign လို့ပါလို့နောက်ဒီက polyphony ကိုချိန်လို့ရတယ်ဒီမှာတော့ maximum တူထားတာပေးတယ် maximum ကတော့အများဆုံးပေါ့ဒါကတော့တန် level 2 shot ဒါကတော့ compressor ပါ release နဲ့ ဟတ်အတန်နဲ့ကွန်ပရက်ဆာကိုကိုကြိုက်တဲ့ပုံစံချိန်လို့ရတယ်။ဒီမှာကွန်ပရက်ဆာပဲ Dynamic H LND ဒီဘက်မှာ delay နဲ့ reverb ကိုလည်းလိုလိုပူလျှော့လုပ်လို့ရတယ်။ sound ဆိုပြီးရှိတယ်ဒီထဲမှာလည်းဒီမှာ sustain တွေကိုချိန်လို့ရတယ်။ pad release တွေ soft pad တွေဒီမှာထပ်ချိန်လို့ရတယ်ပေါ့နော်။နောက်ဒီမှာ effect effect မှာဆိုလည်းသူရွေးထားတာတော့ amp base 2ပေါ့။ဒီမှာကိုပြောင်းနေတဲ့ဟာအံပုံစံပြောင်းလို့ရတယ်ကျုပ်တွေကဆက်ပါတယ်တပုံကြီးပဲ ဒီမှာကိုချိန်တိုင်းချိန်တတ်တဲ့လူတွေက distortion တွေ noise တွေ compressor ကိုစိတ်ကြိုက်ချိန်ညှိလို့ရတယ်ဒီမှာ EQ EQ လည်းချိန်လို့ရမယ် delay ဒီမှာ ratio feedback ratio တွေပဲအကုန်ပြန်ချိန်လို့ရမယ်ဒီမှာ reverb reverb ကိုမှကိုစိတ်ကြိုက် soft လား bright လား studio လားချိန်ပါလား hall ambiance အဲ့လိုမျိုးပေါ့သူ original ကတော့ hall ထားတာပဲလေဒီမှာ reverb time ပေါ့ reverb time ကိုလည်းချိန်လို့ရတယ်ဒါ Yamaha ဆိုတော့သူ့အတန်လေးနဲ့ဘယ်လောက်လှလဲဆိုတော့ကျွန်တော်ညမာတန်လေးနဲ့

ဒီမှာပြင်လို့ရသေးတယ် style လေး dance တီပါတယ်ဒီအရကျွန်တော်သိနာမလဲဂျူနီမဟာလေးနေရတော့တော်တော်လိုက်တာပါအပရိုက်လေးကိုတစ်ချက်ဖွင့်ကြည့်မယ် ောက်ဆုံးက wash station wash station အတန်လေးကတော့စွာထွက်နေတာပါ ီတစ်ခါကျွန်တော်ပူတန်လေးနဲ့တစ်ချက်ပြောင်းဆန်မယ်ဒီမြမသားမီဒီကိုဖယ်လိုက်မယ်ဒီကောင်လေးဆော်ရီပိုပီယန်နိုလေးနဲ့ချက်ဆန်းကြည့်မယ် I'll be right. <laughs> what station, Pyongyang, man? ော့ bright ဘူဖြစ်တယ်ဒီ watch station မှာ style လေးပြောင်းကြည့်လိုက်မယ်တစ်ခုပြီးတစ်ခုပြောင်းကြည့်လိုက်မယ်နော်ဒါလေးလေးလား နောက်တက်ဆုံးတော့ Yamaha C7 နဲ့ D West Station နဲ့ပေါ့တန်လှလို့ဒီကောင်လေးတွေစမ်းပြီးသွားပြီဆိုတော့ဒီတည်းက dream ဆိုတာလေးပြောင်းကြည့်မယ် Constitution Bureau. Ballet. I've read. ဘောကာလာပြောရတဲ့အောက်ကစန္ဒယပုံမှာပြောင်းပြောင်းသွားတယ် ဓာတုတွေမှအများကြီးပေါ့နော်ကျွန်တော်ဓာတ်တွေမှာပါတဲ့ preset တွေ color တွေအဲ့ဒါအောင်မှာကိုယ်စိတ်ချက်ပြန်ပြင်လို့ရတယ် ကျွန်တော် host studio အတွက်ဆိုရင်တော့အရန်သုံးတဲ့ပါတယ်နော် software လေးက site လဲသေးတယ်300ကျော်ကျော်လောက်ပဲရှိရမှာပါသွင်း software သွင်းရတာလည်းလွယ်ကူတယ်အသုံးပြုရတာလည်းလွယ်ကူတယ်အတန်ကာလာကလည်းလှတယ်ထုတ်တာကလည်း Air Music Tech ကထုတ်တာပါ producer တွေမှာဆိုသိပါတယ် Air Music Tech က producer မှာအသုံးဝင်တဲ့ plug in EQ တွေ compressor တွေအများကြီးကို air ထုတ်ထားတာရှိတယ်နာမည်ကြီးပေါ့နော် Air Music Tech Company ရဲ့ Tape Piano ဆိုတဲ့ software လေးပါ လိုအပ်တဲ့သူတွေအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းကျွန်တော်ဒီလို software ကောင်းကောင်းလေးတွေရှာဖွေပြီးတင်ပေးပါဦးမယ်ခင်ဗျာ။တိကျနာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်။လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်။ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦး။ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်။